ကလေးတွေကဆန်းရွှေလိမ့်ဖို့လို့လို့လားဆန်းရွှေနေရဈေးကြီးရကြီးနဲ့ငါတို့လူကြီးဆန်းရွှေနေနဲ့ပေါင်းပြီးရောသူတို့လိမ့်ပေးလို့မရဘူးလားဆိုပြီးတော့မြန်မြန်မိကြရမျိုးရှိတယ်။ဆိုတော့ဒီဗီဒီယိုကဒီလိုမျိုးမေးနေကြတဲ့လူတွေအတွက်အဖြေတွေ့သွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။ဒေါက်တာယူရီပါ။အလှပရေးရာဆရာဝန်ဖြစ်ပါတယ်။ ဆိုတော့ကလေးတွေရဲ့မျက်နှာပေါ်မှာလူကြီးရဲ့ဆန်းရွှင်လိမ့်တင်မလိမ့်တင်ဆိုတာကကြတော့ကလေးတွေရဲ့အရေးပြားဘယ်လိုဖွဲ့စည်းထားလဲဆိုတာကိုသိဖို့တော့လိုလိမ့်မယ်အဲကလေးတွေရဲ့အရေးပြားဖွဲ့စည်းပုံကကြတော့သူတို့ဒီအပုံမှန်ထက် antioxidant reservoir တွေနည်းတယ်သူတို့က vitamin E တွေအပြီးတော့နောက်တစ်ခု coenzyme Q10 တွေဒီလိုမျိုး antioxidant တခြားဟာတွေကသူတို့ အရေးပြားပေါ်မှာတည်ရှိနေတဲ့ဟာတွေကလူကြီးတဲ့အရန်နှဲတာဖြစ်တယ်။ပြီးတော့နောက်တစ်ခုကကြောက်သူတို့ရဲ့အရေးပြားပေါ်မှာစီပန်ရဲ့ squalene တို့ရဲ့လည်းအရန်နှဲတယ်။အဲ့တော့နောက်တစ်မျိုးပြောရရင်ဆိုရင်တော့ hydrolipid things လေးကကြောက်လူကြီးတဲ့စာရင်ဆိုရင်အရန်ပါတယ်လို့သုံးလို့ရတယ်။အဲ့တော့ဒီလိုမျိုးအချက်နှစ်ချက်ကြောင့်သူတို့ဒီ stress dan တွေကိုသိပ်မခံနိုင်ဘူး။ဥပမာအပြင်သွားတယ်ဆိုရင် oxidative stress dan တွေ environment မှာရှိတဲ့ဒီဖုန်တွေ pollution တွေဒီအရာတွေအကုန်လုံးကိုသူတို့ကလူကြီးတဲ့စာရင်ဆိုရ င်ခံနိုင်တဲ့နှုန်းကပိုပြီးတော့နေတယ်။ဒါကြောင့် UV exposure တွေမှာဆိုရင်လည်းနေရနေလာတဲ့အရန်ပူတဲ့ ဒီနေအောင်တွေကိုလည်းသူတို့ခန္ဓာရည်အားနဲတယ်နောက်တစ်ခုကရောင်ရမ်းမှုဖြစ်စဉ်တွေကိုသူတို့ရဲ့အရင်ပြပေါ်မှာပို့ပြီးတော့တွေ့ရတယ်ပြီးတော့အသုံးဆောင်ပစ္စည်းတွေမှာဆိုရင်လည်းပဲအဲတချို့ chemical တွေတချို့ ingredients တွေကသူတို့အရင်ပြအောင်အန္တရာယ်ဖြစ်တာမျိုးတွေလည်းဖြစ်နိုင်တယ်အားကြောင့် sunscreen ချင်းအတူတူတောင်မှလူကြီးတွေသုံးနေတဲ့ဒီ sunscreen ထဲမှာပါတဲ့ ingredients တွေကသူတို့ရဲ့အရင်ပြပေါ်ကိုသွားပြီးတော့အာဒုက္ခရောက်စေနိုင်တယ် harm ဖြစ်စေနိုင်တဲ့ ingredients တွေရှိတယ်အဲ့ဒီ ingredients တွေကဘာတွေ ေလဲဆိုတော့နံပါတ်၁ကကြတော့ oxybenzone, autinose, autocrylene, avobenzone, homosalle, paraminobenzoic acid ရဲ့ပြီးတော့ fragrance တွေ perfume တွေအဲ့ဒီအရာတွေကကြတော့သူတို့ရဲ့အရေးပြားကို harm တော့ဖြစ်စေတဲ့အန္တရာယ်ရှိစေနိုင်တာဖြစ်တယ်။ကဲခုလောက်ဆိုရင်ကြတော့အာလူကြီးရေပြားနဲ့ကလေးရေပြားကမတူညီဘူး ဖွဲ့စည်းထားတဲ့ပုံစံလည်းမတူဘူးအားအကြောင်းလူကြီးတွေတုံးတဲ့ဟာကကြတော့သူတို့စီမှာသွားပြီးအနေရဖြစ်စေနိုင်တယ်ဆိုတော့တော့အကြမ်းမြအားဖြင့်တော့တိတိလို့ထင်ပါတယ်အဲ့တော့အခုလက်ရှိမှာသူတို့လေးတွေအတွက်အဆင်ပြေစီမဲ့ဆန်းချွင်ဘေဘီ ကိုပဲ focus လုပ်ထားတဲ့ sunscreen လေးကိုဒါ recommend လုပ်ဖို့အချိန်ရောက်ပြီ။ဒါကြတော့ဒီ powder မှနေပြီးတော့အာထုတ်ပေးတယ်ဒီကလေးတွေအတွက်ပဲအထူးပြုထားတဲ့ sunscreen ဖြစ်တယ်။သူ့ထဲမှာပါတဲ့ ingredients တွေကိုဒါနည်းနည်းရှင်းပြမယ်။ဒီတော့ဒီဘာဝဒါမထဲမှာထုတ်ထားတဲ့ကလေးအတွက်ပဲအထူးသီးသန့်အဲဒီဆန်းရွှင်လေးထဲမှာကကြတော့ ကလေးတွေအရေးပြပေါ်မှာနည်းတယ်ဒီ antioxidants နည်းနေတဲ့ဟာကိုသူက vitamin E လေးထည့်ပြီးရော antioxidant အာနိသင်လေးရအောင်သူလုပ်ပေးထားတယ်နောက်တစ်ခု skin barrier ကိုပို့ပြီးတော့အားဖြည့်ပေးတယ် strengthen ပို့ဖြစ်စေတယ် apricot garnet wine လေးထည့်ထားတယ်ဒီ apricot garnet wine ကို biomimetic lipid လို့လည်းတင်စားပြီးတော့သုံးကြတယ်ဘာဖြစ်လို့ဆိုတော့ဒီ C လေးကဒရရိုးရဲ့ဒီအရေးပြပေါ်မှာရှိနေတယ်လူခန္ဓာကိုယ်ထဲမှာရှိနေတယ် lipids လေးနဲ့နီးပါးကိုတူတာမို့လို့ biomimetic lipids လို့လည်းသုံးကြတာဖြစ်တယ် ယ်ပြီးတော့ UVA နဲ့ UVB ကိုလည်းနှစ်ခုစလုံးကိုကာကွယ်ပေးနိုင်တယ်ပြီးတော့ SPF က50ပါပြီးတော့ PA ကကြတော့6ခုပါတယ်ဆိုတော့တော်တော်လေး cover လုပ်ပေးနိုင်တဲ့ထဲမှာပါတယ်ပြီးတော့ ingredient ကကြတော့သူတို့ရေပြာအတွက်အရန်ဟိုကိုချမ်းထွက်ဖြစ်တယ်လိမ့်ထားတယ်ဆိုရင်8 hour လောက်ထိ hydration ကောင်းကောင်းရနိုင်တယ်ပြီးတော့နောက်တစ်ခုကလေးတွေပြီးရှည်သွားတယ်ဟိုဆော့ပြီးပေါ့နော် ရေထဲမှာအဲ့လိုမျိုးဆိုရင်လည်းပဲ aqua ecosystem test တက်လုပ်ထားတာဖြစ်တဲ့အတွက်ဒါလေးလိမ့်ပြီးရောရေဆော့တာပြီးရှည်သွားတာမျိုးလေးလည်းလုပ်ပြီးလို့ရတယ် ဒါဆိုရင်သူတို့တွေပဲအရွယ်ကနေစားပြီးတော့လိမ်လို့ရပြီလဲဆိုတော့အသက်တစ်နှစ်ကနေစားပြီးတော့ဓာတ်လျှောက်လိမ်လို့ရပါပြီမျက်နှာလည်းလိမ်လို့ရတယ်ခန္ဓာကိုယ်လည်းလိမ်လို့ရတယ် ဆိုတော့အခုအထိဆိုရင်ဒါဒါဘာတွေပြောွားလဲဆိုရင်ကြတော့အာကလေးတွေရဲ့အရေးပြားမျက်နှာပြင်သည်လူကြီးနဲ့မတူဘူးသူတို့လေးတွေအတွက်အထူးပြုထားတဲ့ product လေးတွေကိုသုံးပေးဖို့လိုတယ်လူကြီးတွေနဲ့ရောသုံးလို့မရအောင်ဆိုတာလေးကိုဒါဒါပြောသွားတယ်ပြီးတော့ကလေးတွေအတွက်လည်းအရန်ကိုအထူးတင်တော်မဲ့ sunscreen လေးနဲ့လည်းဒါဒါ recommend လုပ်ပြီးသွားတာဖြစ်တယ်ပြီးတော့အဲ့ sunscreen လေးတွေကိုဘယ်ရွယ်ကနေစားပြီးတော့သုံးလို့ရလဲဆိုတာလည်းပြောပြသွားပါတယ်ဆိုတော့ဒီ video ကအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်